ကျောင်းဆရာဆိုရင်ဆရာတွေမြင်ကျွန်တော်စကျင်တယ်အဲစကျင်တယ်နောက်ကျင်တယ်ဆရာတွေဆိုရင်အဲ့လိုမခံလေးစားလုပ်ကျင်တယ်အဲ့အရာတွေကတော့ကျွန်တော်အမြဲမှတ်ရနေတယ်ကျင့်ဆိုင်ကမကောင်းတဲ့သူတွေရောမကောင်းသူတွေပြစ်ပေးမှရမှာဆရာရဲ့တရားတရားရဲ့စောင့်ထိုင်ရမယ့်အရာတွေကိုလုပ်ကျင်တာမှဘာမှမလုပ်ဘဲနဲ့ဆရာအနေနဲ့အရာလုံးထိမ့်သိမ်းရတဲ့ကျင့်ဝတ်တွေအများကြီးဩဆရာတယောက်ဖြစ်ရတာမလို့ရပါလားဆိုပြီးတော့ဆရာတွေရဲ့တန်ဖိုးဒီချိန်မှာပို့ပြီးတော့တည်လာပါတယ်ဆက်လိုက်နဲ့ရက်ကိုလည်းဆရာကြီးကြောက်မယ် ဆရာဖြတ်ဖို့အားရှိခဲ့ကိုဘလောက်ပဲဆိုဆို ကိုပေါ်မှာလည်းမြဲတယ်ဆုံးမှလည်းနောက်ဆုံးအော်တို့ကိုရိုက်တယ်နောက်ဆုံးကိုရိုက်လို့နာကျင်စေခြင်းလို့ကိုရိုက်ခဲ့အရာတွေကကိုအပြစ်မြင်ခဲ့တဲ့အရာတွေအချိန်ဒီချိန်မှာတို့ရိုက်လိုက်တဲ့အရာတွေကတို့ရင်ထဲမှာဘလောက်တောင်နာပါလဲဆိုတဲ့ဟာကိုဒီချိန်မှာကိုဆရာပြန်ဖြစ်တဲ့ခဏလေးအတွင်းအတွင်းမှာကိုပြန်မြင်တဲ့အချိန်မှာအော်ဆရာကြီးကတန်ဖိုးတီးပြီးတော့ဆရာတွေကိုအရင်တော့အဲဆရာတွေအားလုံးကျွန်တော်တတိယပါတယ်အားလုံးလည်းကျွန်တော်လွန်လွန်လွန်နေပါတယ် ဒီဝက်ဆိုင်ပုံမှန်လေးကိုအမားနေပြီးတော့လက်ဖိတ်ကြရတဲ့အတွက်ဒီဝက်ဆိုင်ပုံမှန်လေးတက်ရောက်ရခြင်းဖြစ်ပါတယ်။အဓိကတော့ဆရာဆုံမြင့်ကိုင်တာနဲ့ပတ်သက်ပြီးတော့ဒီဆရာဆုံမြင့်ကိုင်တာတော့အဲ့လိုစင်းနေရတော့အရင်သိမများဘူး။အဓိကနောက်ပိုင်းကျရင်တော့ပို့ပြီးတော့ဆရာကြီးရဲ့တပည့်တွေပုံမှန်ထားတဲ့မြေတားတွေတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ပို့ပြီးမြင်ရမယ်လို့ထင်ပါတယ်။အခုချိန်မှာတော့အဓိကအကြောင်းသားတွေရဲ့တရားတပောက်တွေစိုးနေတာတွေသူတို့ကြားထဲမှာဖြစ်နေတဲ့ပြဿနာတွေအဲ့အရာတွေပို့ပြီးတွေးရမယ်လို့ထင်ပါတယ်။ အဓိကတော့ကိုတက်ရွယ်နဲ့အနေထားနဲ့ရဆိုရင်တော့အကြောင်းသားဘွားကတော့ပုံပြီးဖြတ်တန်းရှင်နေရတယ်။ဒါမှလည်းကိုကိုပေးလိုက်တဲ့ဂိုက်တာတစ်ခုမှဆရာဂိုက်တာပေးလိုက်တဲ့အချိန်မှာဟောရတယ်ငါဆရာကြီးဆရာဂိုက်တာဆိုတော့ငါဆရာဂိုက်တာအနေကရအောင်လုပ်မယ်ဆိုရယ်စိတ်တစ်ခုနဲ့ကျွန်တော်ဘဲဂိုက်တာပဲရရစိတ်ဆက်ကြရအယုတ်ထင်ပြီးတော့လုပ်လုပ်ခဲ့တာပါ။အဓိကအကြောင်းဆရာဆိုတော့အဓိကအကြောင်းဆရာရဲ့ခံစားချက်ចောင်းဆရာရဲ့စိတ်နေစိတ်ထားတပည့်တွေပုံမှာထားတဲ့အဲဒီစိတ်နေစိတ်ထားတွေတပည့်တွေပုံမှာဘယ်လိုမြတ်တာထားရလဲចောင်းဆရာတယောက်ရဲ့အဲ့လို ဒီကကိုတင်ရတာပါရှိလဲဆိုရင်ဒီကကိုအရှိမရှိရအကြောင်းစရာတွေဆီကနေပြန်မြင်စရာတွေဆိုရင်ဘယ်လိုနေထိုင်ပြုမှုလဲပြီးတော့ចောင်းသားတွေနဲ့တွေ့ရခြင်းကဘယ်လိုမျိုးဆက်ဆံလဲပြီးចောင်းသားတွေပေါ်စိတ်ကိုဘယ်လိုထားလဲအဓိကတော့ကျွန်တော်စိတ်တွေပါပဲကျွန်တော်စိတ်ကိုထားတတ်သွားပြီဆိုရင်ကျွန်တော်လိုရတဲ့ guide ဒါတဖြည်းဖြည်းနဲ့အဆင်ပြေသွားပြီလို့ကျွန်တော်ထင်ပါတယ်အာအဓိကတော့ចောင်းတော့ feeling ဆိုရင်တော့ကျွန်တော်တို့က ကျောင်းကကျွန်တော်တိမ်မှညံတိမ်မကောင်းတာလားဘာလို့မသိကျွန်တော်ငယ်တော့ဟာရီဆိုကျွန်တော်တိမ်မမှတ်မိဘူးဒါပေမဲ့အရင်တော့အမှတ်ရနေရဟာရီဆိုလို့ရှိတယ်ကျွန်တော်ကျောင်းဆရာဆိုရင်ဆရာကြီးမြင်ရင်ကျွန်တော်စကျင်တယ်အဲစကျင်တယ်နောက်ကျင်တယ်ဆရာကြီးဆိုရင်အဲ့လိုမခံလေးစားလှုပ်ရှင်တယ်အဲ့အရာတွေကတော့ကျွန်တော်အမြဲမှတ်ရနေတယ်ဒီချိန်မှာကျွန်တော်ဘာပြန်ဖြစ်လဲဆိုတော့အခုချိန်မှာကိုရုပ်ရှင်ရိုက်နေတဲ့ခန္ဓာလေးတော့အသွေးမှလာမှာ ကိုယ့်ရဲ့တပည့်တွေဆိုတဲ့အဲ့တပည့်တွေကကို့အမြင်နဲ့စားကြတယ်နောက်ကြတယ်ပြောကြတယ်အဲ့လိုပြောအဲ့လိုနောက်ကြတဲ့အချိန်မှာကိုကိုဩငါရင်တော့အဲ့လိုမျိုးလုပ်ခဲ့တဲ့အရာတွေကအခုချိန်မှာငါဒီလိုပြန်ဖြစ်ပါလားဆိုတော့ခဏလေးတောင်မှအဲ့ဒီရုပ်ရှင်ရိုင်းတွေအတော်သေးတော့ကျွန်တော်ပြန်ခန်းစားမိပါတယ်အဓိကအပြင်ဆရာတွေလက်တွေ့ဆရာတွေဆိုရင်ဘယ်လောက်တောင်ဖြစ်မလဲမသိဘူးအခုလည်းကျွန်တော်ရုပ်ရှင်ရိုင်းတွေဒီကျွန်တော်ဒီတလားဆိုတလားအတွင်းလေးမှာတော့ကျွန်တော်ဆရာဖြစ်နေရဲ့ကိုင်တလားအတွင်းလေးမှာဆိုရင်တော့မှကိုယ်တပည့်တွေကကိုဆရာဆိုပြီးတော့ တချို့ဆင်းနေမှာဆိုရင်တို့တကယ်ဆရာတယောက်လိုဆက်ဆံတာတွေဆရာတယောက်လိုပြောဆိုတာတွေအဲ့လိုအလုံးအမြတ်တာပြန်ပြီးတော့ပေးတဲ့ဟာတွေအရာတွေပေါ့သခိုင်းရရင်ထဲမှာအဲ့လိုဝမ်းသာပီတိမျက်ရည်တွေပြီးတော့သူတို့ကြောက်တဲ့ဟာတွေကြောက်ခံရတဲ့အရာတွေပေါ့ဩဆရာတယောက်ရဲ့တပည့်တွေပေါ်မှာထားတဲ့မြတ်တာတွေတပည့်တွေပေါ်တလောက်ချစ်ပါလားခဏတစ်ဖြုတ်ကျွန်တော်ဆရာဖြစ်သွားတဲ့အချိန်မှာတော့တပည့်တွေပေါ်မှာကောင်းစေခြင်းနဲ့စိတ်တပည့်တွေကိုပို့မြင့်မားစေခြင်းနဲ့စိတ်တပည့်တွေပေါ်ပါအောင်မြင်စေခြင်းနဲ့စိတ်ဆိုတော့ဆရာဆိုရက်မြတ်တာကတော်တော်ကြီးမားပါလားဆိုတော့ကျွန်တော်အများကြီးမြင်တွေ့ခံစားရပါတယ် အာရှိခဲ့တယ်ပေါ့အရင်တော့ကတော့ကြောင်သားနေရာလေးဆိုလှုပ်ရှင်တယ်လှုပ်ရအခုဆရာနေရာနေရာရောက်သွားတဲ့အချိန်မှာဩဆရာတယောက်ရဲ့စောင့်ထိန်ရမယ့်အရာတွေကိုလှုပ်ရှင်တာမှဘာမှမလုပ်ဘဲနဲ့ဆရာအနေနဲ့အရာလုံးထိမ့်သိမ်းရတဲ့ကျင့်ဝတ်တွေအများကြီးဩဆရာတယောက်ဖြစ်ရတာမလွယ်ပါလားဆိုပြီးတော့ဆရာကြီးရဲ့တန်ဖိုးဒီချိန်မှာပို့ပြီးတော့တည်လာပါတယ်ကိုဘလောက်ပဲ ဆိုဆိုကိုယ့်ဘောမှာအမြဲတမ်းဆုံးမှလည်းနောက်ဆုံးအော်တို့ကိုယ်ရိုက်တယ်နောက်ဆုံးကိုယ်ရိုက်လို့နာကျင်စေခြင်းလို့ကိုယ်ရိုက်ခဲ့တဲ့အရာတွေကကိုယ်အပြစ်မြင်ခဲ့တဲ့အရာတွေအချိန်ဒီချိန်မှာတို့ရိုက်လိုက်တဲ့အရာတွေကတို့ရင်ထဲမှာဘလောက်တောင်နာပါလဲဆိုတဲ့ဟာကိုဒီချိန်မှာကိုယ်ဆရာပြန်ဖြစ်တဲ့ခဏလေးအတွင်းအတွင်းမှာကိုယ်ပြန်ပြီးမြင်တဲ့အချိန်မှာအော်ဆရာကြီးကတန်ဖိုးတီးပြီးတော့ဆရာတွေကိုအရင်တော့အဲဆရာကြီးအားလုံးကျွန်တော်တတိယပါတယ်အားလုံးလည်းကျွန်တော်လွန်လွန်လွန်နေပါတယ်အင်းဒီကအကြောင်းစရာလိုက်ကိုတော့ ရွေးချယ်ဖြစ်နိုင်တာဆိုတော့အဓိကကျွန်တော်အကြောင်းစီရလိုက်ကိုတော့ကျွန်တော်မသွားဖြစ်ဘူးအဓိကကျွန်တော်အကြောင်းတက်တယ်အကြောင်းတက်တယ်ပြင်မယ်အကြောင်းဒီမှာဘယ်လိုပြောမလဲအကြောင်းစာကြိုးစားတဲ့အကြောင်းသားတွေမှာမပါဘူးမပါရတော့ကျွန်တော်အဲ့လိုမျိုးအပြော်ပါမှတ်တယ်တကယ်ချင်းနဲ့ရှောက်ပြီးပေါင်းသိခင်မင်းနဲ့ကွန်ကိုရှောက်လှုပ်ရှင်တိုင်းရှောက်လှုပ်တယ်ဖြစ်တယ်ဆိုတော့အเจ้าဆရာတော့မဖြစ်နိုင်ခဲ့ဘူးပေါ့မဖြစ်နိုင်တော့ဘူးဖြစ်နေအဲ့လိုမျိုးအခုချိန်ထိဘယ်လိုပြောမလဲကျွန်တော်အเจ้าပြီးရကျွန်တော် GC နဲ့ ဂျီဒီစီမှာနည်းနည်းတက်တယ်ဂျီစီနည်းနည်းတက်ပြီးတော့ကျွန်တော်ဥပဒေကိုဆက်တက်တယ်ဥပဒေမှာပွဲရတယ်ဥပဒေပွဲရပြီးတော့အချိန်မှာကျွန်တော်အမှုပညာလောကကိုပြန်ဆက်ဝင်တယ်အဲ့တော့ကျွန်တော်ပြောချင်တာအဲ့အဲ့ဖက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့လိုပညာရေးနဲ့ဖြစ်ဖြစ်ကျွန်တော်သိပြီးအားမတားပါဘူးကျွန်တော်အမှုပညာကိုပဲကျွန်တော်ယူတဲ့အတွက်ဒီလောကထဲမှာပဲကျွန်တော်ကျင်းနေနေမှာပါအာအဓိကတော့ငယ်တော့ကျွန်တော်စိုးခဲ့တယ်ကျွန်တော်မလိမ္မာခဲ့ဘူးအခုချိန်မှာပြန်ပြီးတော့တခါကြရင် အဲ့လိုလူငယ်တို့ပြန်ပြီးအချိန်ပေးနေတာတော့အဲ့လိုငယ်ဘဝမှာစိုးရတော့စိုးပေါ့အဲ့လိုစီးရီပေါင်းလေးကနေကြော်ပြီးတော့အများကြီးကြော်ထွက်ပြီးစိုးရင်မကောင်းဘူးအဲ့လိုသူ limit လေးနဲ့ပဲသူစိုးပျော်တင်တာပျော်အပျော်ကနေအပြတ်မဖြစ်သွားဘူးလို့ကျွန်တော်ဆိုတခါပြန်အပျော်ကနေပဲအပြတ်ဖြစ်ပြီးတော့အဲ့လိုကြောင်းပါဆိုရဲလို့တဒန်းဆိုရင်လည်းနှစ်နှစ်သုံးနှစ်လောက်တက်ပြီးတော့အဲ့လိုအချိန်လေးအရန်ကုန်သွားတယ်ကြာကျွန်တော်တို့အချိန်လေးအရန်ကုန်တယ်ကျွန်တော်တို့အချိန်လေး waste ဖြစ်သွားတယ်အဲ့လိုမျိုးမဖြစ်ဘူးကျွန်တော်လူငယ်တို့မှာကျင်လာတော့မပျော်ဘူးမဟုတ်ပျော်ပါဒါပေမဲ့အပျော်ဆိုရင်ထိမ့်သိမ့်ပြီးတော့ပျော်ပြီးတော့အဲ့လိုကိုယ့်ကိုမထိခိုက်အောင် ကိုယ့်ရဲ့အချိန်မျိုးတန်ဖိုးထားပြီးတော့ပြောဖို့ကျွန်တော်